တော်ပထမဆုံးတနင်္ဂနွေသားသမီးများအတွက်ကြလာတဲ့တေရောနမိတ်ကဆိုရင်တော့ queen ဆိုတာဘုရင်မနမိတ်ပေါ့နော်ဘုရင်မနမိတ်ပေါ့ဒုဗ္ဗရင်မဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့တေရောကတ်တွေမှာဒုချောင်းနမိတ်တရားဆိုရင်တော့အသက်အစတင်ခြင်းတွေကိုညွှန်ပြတဲ့တေရောကတ်တွေဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေကဒီကာလမှာအလုံးတစ်တည်နေရာတစ်တည် အကြံစီတစ်တွေနောက်စိတ်ကူးတစ်တွေရည်အကျဲစီမံချက်အတစ်တွေပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အတစ်အတစ်တွေတော့ကံကြမ္မာတွေဒီကံကြမ္မာကောင်းခြင်းတွေကိုညွှန်ပြတဲ့နမိတ်ပါနောက်ဒီကာလမှာတနင်္ဂနွေသားသမီးတွေအတွက်အလုံးတစ်တွေပေါ်ပေါက်တတ်ပါတယ်လုပ်ငန်းတစ်တွေစတင်ရတတ်ပါတယ်နေရာတစ်တွေမှာတွားရောက်ပြီးတော့တာဝန်ထမ်းဆောင်ရခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် နိုင်ငံအသစ်တွေကိုကူပြောင်းဖို့အတွက်စတင်ပြီးတော့စူးစမ်းအားထုတ်မိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အလောက်ကိုင်းနေရာထိုင်ခင်းအကျံစီစိတ်ကူးတွေအားဆိုရင်တော့အောင်မြင်မဲ့ကံတရားမျိုးရှိတာပေါ့နော်။ဒါကြောင့်မလို့ဒီကာလမှာအကျံစီတစ်တွေပေါ်ပေါက်လာမယ်ဆိုရင်လည်းပဲချိုးဆိုတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။လုပ်ငန်းတွေစတင်ဖို့အတွက်အဆက်အသွယ်အသစ်တွေပေါ်ပေါက်လာတဲ့ဆိုရင်လည်းအောင်မြင်အောင်လှုပ်ဆောင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲတော့ဘာလို့လို့ အဆင်ပြေနိုင်တယ်ပေါ့နော်အဒီကတော့အစ်စ်တွေကိုပို့ပြီးတော့ဦးစားပေးရမယ်အချိန်ကာလဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးတွေတွေအလုတ်တဲ့နေရာတဲ့နိုင်ငံတဲ့စိတ်ကူးတဲ့နောက်အတွေးခေါ်တဲ့အကြံစီအစ်စ်တွေ ਨੇ စတင်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဟောင်းတွေကိုပြန်လဲပြီးတော့မွန်းမှန်မလားအစ်စ်တွေပြန်ပြီးတော့စတင်မလားနှစ်ခုတည်းကတခုခုကိုရွေးချယ်ရမယ်ဆိုရင်အစ်စ်တွေဘက်ကိုပဲဦးစားပေးပြီးတော့ရွေးချယ်တင်ပါတယ် နောက်တစ်ခုကဒီချိန်ဒီကာလမှာတနင်္ဂနွေသားသမီးတွေနဲ့တွေ့လို့ရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလား လုံးရင်ဖြစ်မလားမဖြစ်ဘူးလားအဲ့လိုမျိုးပေါ့နော်တွေးရဖြစ်နေတဲ့ကိစ္စတွေတွေးဝင်နေတဲ့ကိစ္စတွေဆိုင်းငံ့နေတဲ့ကိစ္စတွေရှင်လုတ်ကိုလုတ်တင်ပါလေလုတ်တဲ့အတွက်လည်းအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ထို့ပြင်မှာပန်းပွင့်တဲ့နမိတ်ပါဒါကြောင့်မလို့မိမိတို့ရဲ့စီးပွားရေးတွေအလုတ်အကိုင်းတွေအကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေအရဆိုရင်တော့ကံကြမ္မာပွင့်လန်းပြီးတော့အဖက်ဖက်ကနေအစဉ်ပြေမဲ့ကံစားတာမျိုးတွေမှရှိပါတယ် ။နံပါတ်1ကဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းဆက်ဆက်တူရှယ်ယာလုပ်ငန်းတွေလုပ်ကင်ဆောင်ရွက်ရတတ်ပါလေ။ဆွေမျိုးသားချင်းတွေနဲ့အတူတကွာလုပ်ကင်မဲ့ကိစ္စတွေဆိုရင်ထူးထူးခြားခြားအောင်မြင်မှုရတတ်တယ်။အမွေကိစ္စလိုမျိုးတွေပြည်စည်းအောင်မြင်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ဆွေမျိုးသားချင်းတွေနဲ့ဆက်တူရှယ်ယာလုပ်ငန်းတွေမှာထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလေ။နံပါတ်3အချက်ကတော့လူမှုရေးပေါ့နော်။လူမှုရေးမှာဆိုရင်လည်းပဲ ဒါနမိတ်အင်ဗြဟ္မကောင်းပါလေအောင်မြင်မှုကိုတည်ဆောင်လာတဲ့နမိတ်ပါအဲ့တော့ဒီအချိန်မှာလူမှုရေးနဲ့ပတ်သက်ရင်ကန္တာအထူးကောင်းတယ်နောက်လူချစ်လူကင်အထူးကောင်းတယ်နောက်ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေမယ်လူချစ်လူကင်များခြင်းတွေရှိတယ်လူအများကြီးချစ်ခင်မှုတွေလေးစားမှုတွေတန်ဖိုးထားမှုတွေကိုလွယ်လွယ်ကူကူရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်လူမှုပေါင်းစင်းဆက်ဆံရေးတွေမှာအချိုးအမြန်ဖြစ်ထွန်းတတ်တဲ့အချိန်ဆိုရင်လည်းမမားပါဘူးနော် နောက်တစ်ခုကငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာဆိုရင်တော့ကျယ်ပွင့်လူလင်ဆိုတဲ့နမိတ်ပါရင်ွေထဲမှာဆိုရင်တော့လူလင်တယောက်ကကျယ်ပွင့်ကိုတည်ဆောင်လာတဲ့ကံကြမ္မာပါဒါဘာလို့ညွှန်ပြတာလဲဆိုတော့အောင်မြင်မှုတွေကိုတည်ဆောင်လာတဲ့ကံကြမ္မာနမိတ်ဖြစ်တယ်ဒါကြောင့်မလို့ငွေချင်းနဲ့ပတ်သက်ရင်ကံစားတာအထူးကောင်းတတ်တယ်ငွေချေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်ရစရာကြီးတဲ့ငွေတွေချော့ချော့မမောရပြီးတော့ပေးစရာကြီးတဲ့ငွေတွေလည်းပဲချော့ချော့မမော ပေးနိုင်မဲ့ ံတရားမျိုးဖြစ်ပါတယ်။နောက်တနင်္ဂနွေသားသမီးတွေမှာငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကရောက်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်လိုလိုနေနဲ့အဆင်ပြေသွားနိုင်တဲ့ကံတရားမျိုးရှိပါတယ်။နောက်ကျမရင်းနဲ့ပတ်သက်တဲ့ကံသာတာကတော့တနင်္ဂနွေသားသမီးတွေဆိုအနေငယ်ညံ့တယ်လို့ပြောမှာဖြစ်တယ်။ဒါကြောင့်မလို့ရုပ်တရက်မမျှော်လင့်မဲနဲ့စေုံစည်းကံကိုရောက်သွားတတ်တယ်။ရုပ်တရေမမျော်လင့်မဲနဲ့ခွဲစိတ်ကုသခံရတတ်တဲ့အချိန်ကာလမျိုးတွေဖြစ်တတ်တယ်။ ဒါမဲ့စိုးစိုးရွားရွားကြီးအသက်အန္တရာယ်ကိုထိခိုက်ရလောက်တဲ့ဒီအခြေအနေတော့မစိုးပါဘူးနောက်တစ်ခုကပညာရေးပေါ့နော်ပညာရေးနဲ့ပတ်သက်ရင်သဖူးဆိုတဲ့နမိတ်ပေါ့နော်သဖူးနမိတ်ကကြတော့အယူကတ်ကြတာပေါ့အဲ့တော့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာတော့စိတ်မောလူမောကြုံရတတ်တယ်အနောက်အချက်ကလေးတွေပေါ်ပေါက်တတ်တယ်ကိုရည်ရွယ်နေတဲ့ကိုစူးစမ်းနေတဲ့ကိုအားထုတ်နေတဲ့ပညာရေးတွေဟာလမ်းမစုံမနဲ့တခြားလမ်းကြောင်းတစ်တွေကိုပြောင်းဖို့အခြေအနေတွေဖန်တီးဖြစ်တတ်တယ်ပေါ့နော် ဲ့တော့လောလောပြောရရင်တော့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာတို့လိုတန်းလန်းဖြစ်တတ်တယ်ပေါ့နောက်အခြေအနေနဲ့ပတ်သက်ရင်တော့ကျယ်ပွင့်ကိုးပွင့်ဆိုတဲ့နမိတ်ကြတယ်တနည်းနည်းသာသမီတွေအတွက်အခြေအကံသာတာသည်အထူးကောင်းမှာအိနော်ရေးနဲ့ပတ်သက်တဲ့ကံသာတာတွေအထူးကောင်းတယ်ငှက်ကလေးနမိတ်ဖြစ်တဲ့အတွက်တရင်ကောင်းကြာတတ်တယ်ကိုချစ်သူထံနေတရင်ကောင်းနေကြားတတ်တယ်ကိုအမျိုးသားထံကနေ သတင်းကောင်းတွေကြားတတ်တာပေါ့နော်။အဲ့တော့အဖက်ဘက်ကနေပြီးတော့ကံကြမ္မာကောင်းတွေကြုံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။အဲ့တော့လှုပ်တင်တဲ့စေဝါးရေးလုပ်ငန်းတွေတိုးချဲ့တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာအဖက်ဘက်ကနေပြီးတော့စူးစမ်းအထောက်အထင်းတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေအတွက်ကံကောင်းတဲ့အရာကတော့အစိမ်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်။နော်အကြောင်းကြီးငယ်ရှိတဲ့အခါအစိမ်းရောင်လေးတွေအပြာရောင်လေးတွေဝတ်ဆင်တင်တဲ့ နောက်ထီထိုးတာတွေကန်သမဲထိုးတာတွေဝါသနာပါတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်၄စာ6ဆုံးတို့6စာ4ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးပါ။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတစ်တီးချောင်မျိုးကတ်လူပူဇော်ပြီးတော့ဆုတောင်းလိုက်ပါ။ကိုယ့်ရဲ့မကောင်းတဲ့ကံစားတာတွေအညံ့အခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုယ်ချမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဆန္ဒတစ်လုံးတစ်ဝါတည်းရရှိနိုင်ကြပါစေ။ကြံနိုင်အောင်ဆောင်နိုင်မြောက်ပြီးတော့ လူရခကြီးကိုချောချောမွေ့မွေ့ရောက်ရှိနိုင်ကြပါစေလို့ဆုတောင်းမေတ္တာများလှိုက်လိုက်လည်းပို့သလိုက်ပါတယ်။